hello အားလုံးပဲမင်္ဂလာပါ crayon art channel မှာကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကတော့အပြင်သွားရင်း auto sketch လေးကိုဆွဲပြပေးမယ်ပေါ့နော်အဲ့တော့အခုအမတင်းနဲ့음သွားနေတယ်ပေါ့နော်ဆွဲခြင်းနဲ့နေရာတနေရာစီ OTP သွားနေတယ် ဖေမုတ်ဆိုင်တမန်နဲ့ကော်ဖီလေးတောက်ပြီးတော့စိတ်ပါလဲစိတ်ပါတယ်ဆောင်းလေးလည်းပါလာတယ်ဆိုတော့စကတ်လေးစာဆွဲမယ်ဒီဒီတစ်ခါကတော့မဖုန်ဆဲမယ်အမ်ကော်ဖီလေးတောက်ရင်လည်းပုံစိတ်ကြရအောင်で、サウディパワーでセットメイチャピワイソとサスウェボセンターロペ。 စာဆွဲတော့မယ်နော်အရင်ဦးဆုံးပြုလိုက်အရင်ချိန်နဲ့ကိုဖေနဲ့နေပြောစာဆွဲမလဲဆိုတော့မဆွဲတတ်တဲ့လူတွေကတော့အရင်ဦးဆုံးခဲတံလေးနဲ့ sketch လေးအရင်ကောက်ပါ ကောက်ပြီးတော့မှအာကိုဆွဲခြင်းနဲ့ line ပေါ့နော် outline ဖြစ်ဖြစ် fountain မနဲ့ဖြစ်ဖြစ်စာပြီးတော့ဆွဲပါဘာလို့လဲဆိုတော့အမားလေးပါတတ်တယ်ပေါ့နော်ကိုတော့အမားဒီထဲမှာနည်းနည်းလေးပါတာဆရာရှိတယ်ဆိုတော့ ဒီဥစားကြတော့အဲရှစ်တားရဲ့အမိုးလေးကိုဆွဲတာအမိုးဆွဲပြီးတော့အထည်ထဲကအစင်လေးတွေကိုတဆင်ချင်းစီဆွဲမယ်ဒီတိပို့ပြီးတော့အသေးစိတ်ဆွဲနိုင်တယ်ဆိုလို့ရှင်တော့ပိုကောင်းတော့ပေါ့နော် ုဆွဲကျင်တဲ့ဟာကိုရင်ဆွဲဆွဲပြီးလို့ရှင်ထပ်ကုန်လေးတွေကိုဆွဲတယ်ပြီးတော့လူတွေထည့်တယ်လူတွေကကြတော့သူကလှုပ်ရှားနေတာဆိုတော့ကိုမျက်စိထဲမှာတကားတယ်မတ်မတ်ဘရောဒီနေရာမှာလူထိုင်နေတဲ့ဟာဆွဲမယ်ဆိုဒီနေရာလေးကိုအသေးထားတော့ကောင်းမလေးဆိုကောင်းမလေးပုံဆွဲဒါပေမဲ့ဆွဲနေလဆာလူတွေကအပြောင်းအလဲရှိတယ်လေ life time ဆိုတော့ထားသွားခြင်းတဲ့လူတွေကထားသွားမယ်ထိုင်နေခြင်းတဲ့လူကထိုင်နေမယ် အဲ့တော့တချို့ဟာကိုကိုမျက်စိထဲမှာမြင်ခွင်းကိုမှတ်မှတ်ပြီးတော့ဆွေးမယ်ပေါ့နော်ဒီကောင်လေးကတာအဖာတာအဖာတေအာဆာလုံနေတာကိုအဖေကကြည်နေတာအဲ့လိုပုံစံမျိုးလေးပေါ့ပြီးတော့ကြာမှာကာလာလေးဖြစ်မယ်စကက်လေးအရင်မြင်မြန်လေးဆွဲပြီးတော့ လက်မှတ်လေးပါတခါတဲ့အပေးထိုးထားလိုက်မယ်ပြီးတော့ကြတော့ water color sketch လေးတင်မော်တာကတော့ကွန်ပျူတာရှိတယ်ကွန်ပျူတာနဲ့ပတ်စံချေတဲ့ကောင်းတာလေးပေါ့အဲ့တော့စပြီးတော့ professor ပြင်ဆင်မယ် water color ဘူးလေးတွေထိုးလိုက်အောင်မနော် water color ဘူးလေးတွေထုံမယ်ရေဘူးထုတ်တယ် ပြီးတော့じゃတော့ကိုရဲ့ညာဘက်မှာထားပြီးတော့ကိုကညာတန်းဆိုတော့ညာဘက်မှာထားပြီးတော့ဆွဲတယ်အကုန်လုံးပြင်ဆင်ပြီးတော့ညာဘက်မှာပဲထားထားတယ်ပြီးတော့じゃတော့ tissue တစ်ခါလေးထုတ်ထားတယ် channel လေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။ဒီ channel လေးကိုကြိုက်တယ်ဆိုလို့ရှင် like and subscribe လေးလုပ်ထားပေးဖို့လိုပါတယ်နော်။နောက်ဗီဒီယိုကြမှာတွေ့ကြရအောင်နော်။